အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးအားကျွန်တော်တို့စက်တလပိုင်းမှာတွေ့ကြုံလာမယ့်တရင်းတွေသားသမီးတွေရဲ့ကန့်အစိုးကောင်းတွေကိုသုံးသပ်ဟောကြားပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်မိတ်ဆွေအားဘေးရင်ကိုယုံကြည်မှုအတိုင်းအတာတစ်ခုရှိတယ်ဆိုရင်ဒီတလတာမှာကိုယ့်ရဲ့ကန့်အစိုးကောင်းလေးတွေကိုသိရှိဖို့အတွက်ဒီဗီဒီယိုလေးကိုဆုံးနဲ့တည်ကြည့်ပေးပါမိမိဟာတရင်းတွေသားသမီးတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကန့်အသက်ကြောင့်ဒီကိုသိရှိဖို့အတွက်ဒီဗီဒီယိုလေးကိုကြည့်ရှုခြင်းအပြင်ကိုယ့်ရဲ့ဆောင်းရှောင်းလေးကိုသိရှိကြရလာမှာဖြစ်ပါတယ် ျွန်တော်တော့အဘမင်းငါဒီပဲဆရာဆွမ်းတော်ဖြစ်ပါတယ်မိတ်ဆွေတွေကိုအမြဲတမ်းဗီဒီယိုရည်ရည်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတရားလည်းဖြစ်ပါတယ်ကျွန်တော်ရဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow လုပ်ပြထားခြင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်ပြပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့စတင်ပြီးတော့ကျွန်တော်တို့တလင်းကလေးသားသမီးတွေရဲ့ကံအဆုတ်ကောင်းကိုတုံ့တက်ပြီးတော့ဟောကြားပေးအောင်နံပါတ်1အနေနဲ့စီးပွားရေးကိုယ်ပိုင်လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ် ဒီကလာတွေမှာစီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမှုတွေများစွာကျွန်တော်တို့ပြုလုပ်နေရတတ်တယ်။အလောက်ကငွေဝင်တာမဟုတ်ဘဲနဲ့ငွေစိုက်ထောက်မှုတွေအမှန်တမ်းများနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အလန်းကျဲအလေလက်ဆိုတဲ့အတိုင်းမျိုးပေါ့နော်။ကိုယ်အနေနဲ့လုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမှုတွေငွေကြေးစိုက်ထောက်မှုတွေအမှန်တမ်းများနေတဲ့ကာလဖြစ်တယ်။ဒါကြောင့်မလို့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအကျိုးပြည်တင်တာတွေလည်းရှိကောင်းရှိလာနိုင်တယ်။လုပ်ငန်းကနေငွေပြန်ရမှုတွေခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခု လုပ်ငန်းတွေကိုပဲကျွန်တော်တို့အစာခွန့်နေရတယ်ပေါ့ဗျာထည့်နေရတယ်လုပ်ငန်းကနေစစ်ငွေပြန်ရလာဖို့အတွက်ခက်ခဲတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒီလိုကာလမျိုးမှာမိတ်ဆွေအနေနဲ့အပေါင်းအသင်းမှာမိတ်ဆွေအမှားစီးပွားရေးနဲ့ပတ်သက်ပြီးမိတ်ဆွေအပေါင်းအသင်းလွဲမှားမှုတွေကြောင့်ဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်ပါတယ်ဒါကြောင့်မလို့အတက်နိုင်ဆုံးကိုကြံ့ကျင်တဲ့အလုပ်တွေကိုတက်မြောက်ထားတဲ့အလုပ်တွေကိုပဲဦးစားပေးပြီးလှုပ်ဆောင်မယ်ဆိုရင်ကိုတော့ပုံပုံပြီးတော့ခေါင်းမုံနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒီကာလမှာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးထဲ့လေထဲ့လေ ငွေပို့ပို့ပြီးတော့နှစ်သွားတဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့ဖြစ်နိုင်ခြေနဲ့ဖြစ်တဲ့အခြေကိုသုံးသပ်ပြီးတော့ချင့်ချိန်ပြီးတော့ငွေကြေးကိုစိုက်ထုတ်ပြီးတော့ထည့်ပါလုံငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအကျွေးမြည်တွေများနေတတ်ပါတယ်နောက်တစ်ချက်ကတော့တနင်္ဂနွေသားသမီးတွေရဲ့ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကလာမှာကျွန်တော် buy out တာ buy နာတာမျိုးဥကောင်းမူးမော်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့မကြခဏဆိုလို့ဖြစ်ပေါ်တတ်ပါတယ်ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့နေကောင်းလားဆိုတော့လဲထိုက်လျောက်တော့နေကောင်းတယ်ဒါပေမဲ့ချမ်းမာလားဆိုတော့လဲမချမ်းမာဘူးဆိုလိုတာကဒီလိုပါ အာကျမရေကိစ္စအရင်နဲ့ပတ်သက်ပြီးတော့အနှဲငယ်ချူချာနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။အနှဲငယ်ချူချာတယ်ဆိုတာယောဂကြီးကြီးမားမားဖြစ်တာမျိုးမဟုတ်ဘဲနဲ့ဥပမာနာစည်းတာမျိုးချောင်းဆိုးတာမျိုးခဏခဏဆိုလို့ဖြစ်ပေါ်နေတတ်တယ်။စေးတောက်လိုက်ပျောက်သွားတယ်။နောက်မကြမကြပြန်ဖြစ်တယ်ပေါ့ဗျာ။ဒီလိုအပိုင်းခြားမျိုးကိုပြောတာ။ဟိုကုလုံးမြားတဲ့ယောဂမျိုးယောဂကြီးမားဖြစ်တာမျိုးဆိုလိုတာမျိုးမဟုတ်ဘူး။ဖြစ်နေတဲ့ယောဂကုသလိုက်ပျောက်တယ်ပြန်ပြီးနေလိုက်တယ်ပြီးရင်ပြန်ဖြစ်တယ်စတာဖြစ်ပေါ့နော်။နည်းနည်းလေးကျမရေချူချာတာမျိုးတွေဒီကာလတွေမှာတွေ့ကြုံလာတတ်တဲ့ဂရုစိုက်နေထိုင်ဖို့တော့လိုအပ်ပါလိမ့်မယ်။ ။နောက်ချက်ကတော့တရင်းငွေသားသမီးတွေရဲ့ငွေကြေးကိစ္စဖြစ်ဒီကလာတွေမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးစောနာတော့ကလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးကုန်ဆုံးမှုများရတယ်ကျွန်တော်ပြောထားတဲ့အတွက်ကြောင့်ဒီကလာမှာငွေကြေးဟာကိုယ်အနေနဲ့ဘလောက်ပဲရှာကြလောက်ငါမှုအမှန်အားနေပါလေလုပ်ငန်းကိစ္စတွေတခြားလူမှုကြီးကိစ္စတွေငွေကုန်စရာတွေအများကြီးနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ် ။တနည်းအားဖြင့်ပြောရင်တော့ငွေအထွက်များနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။သို့တော့ကံကောင်းတာတစ်ခုကတော့ကိုယ့်ရဲ့ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးအခက်အခဲဖြစ်လာတဲ့တွေအဆင်မပြေဖြစ်လာတာရှိတယ်ဆိုလို့ရှိရင်ကုညီတဲ့လူ၊ချီးတဲ့လူ၊ဒါမှမဟုတ်ကိုယ့်ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖို့အတွက်လမ်းကြောင်းပေးတဲ့လူ၊အကြံဉာဏ်ပေးတဲ့လူတွေနဲ့တွေ့ကြုံရတယ်။ဆိုတော့ငွေကြီးတော့မမြဲဘူး။ဒါပေမဲ့ငွေရှာတဲ့အခါမှာ အထောက်ပံ့နေများစွာရရှိနေတဲ့ကာလအပိုင်းကြားကိုရလာတဲ့ငွေကတော့တခြားလုပ်ငန်းမှာရင်းနှီးမြှုပ်နှံနေပြီးတခြားကိစ္စမှာပြီးကုန်ဆုံးသွားတာမျိုးတော့ဖြစ်နေမယ်တို့တော့ငွေရှာဖို့အတွက်ကတော့အခွင့်အလမ်းကောင်းနေဒီလိုကာလမျိုးမှာရှိနေတယ်မိတ်ဆွေပေါင်းတင်ကောင်းတွေရအကြံပေးမှုတွေတော့မဟုတ်ကိုငွေကြေးကိစ္စတွေပတ်သက်ပြီး site တော့တာမျိုးချိရမျိုးဆိုတဲ့လူတွေကတရှိနေတဲ့အတွက်ကြောင့်ငွေရှာဖို့တော့မခက်ခဲဘူးဒါပေမဲ့ငွေကြေးကိစ္စတွေပတ်သက်ပြီးမြဲမြံဖို့အတွက်တော့ခက်ခဲနေတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမဲ့တနင်္ဂနွေသားသမီးတွေရဲ့အခြေအကျိစ္စဖြစ်ပါတယ် တရင်းလေသားသမီးတွေဒီကာလမှာအခြေအကိစ္စမှာအမတန်ကိုယ်အနေနဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအခြေအကိစ္စမှာစိတ်အနှောက်အယှက်တွေကြုံတွေ့နေရတတ်တယ်။နောက်တစ်ခါကျရင်ကျွန်တော်တို့အပူတော့ခါတွေနဲ့ကျွန်တော်ကြုံတွေ့နေရတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်။အခြေအကိစ္စမှာပျော်ရွှင်မှုနည်းပါးနေတဲ့ကာလအပိုင်းခြားတစ်ခုကိုဖော်ပြနေခြင်းဖြစ်တယ်။အသူ့ဘက်ကိုယ့်ဘက်နားလည်မှု၊ကွဲလွဲတာမျိုးတွေ၊သဘောထားမတိုက်ဆိုင်မျိုးတာတဘောတာမတိုက်ဆိုင်တာတွေကြောင့်အခြေအကျိစတွေမှာနည်းနည်းလေးဒီကာလတွေမှာအဆင်မပြေဖြစ်မှုတွေနဲ့ကျွန်တော်တို့ကြုံတွေ့နေရတဲ့ကာလအပိုင်းခြားတစ်ခုလို့နေတယ် ကျွန်တော်အနေနဲ့တောင်းတပြီးဟောကြားပေးရှင်တယ်နောက်တစ်ချက်ကတော့အခြေအကိစ္စမှာမလိုလားအတက်မလိုလားအတက်ပြင်ပကနေရှင်အဲကျွန်တော်တို့တိုက်ခိုက်မှုတွေဒုံမောက်ပြင်ပကနေတွေးတော်လှုပ်ဆောင်မှုတွေအာအပြင်လူတွေတော့အပြင်လူတွေစကားကိုယုံပြီးတော့ဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းစကားတွေကိုယုံပြီးတော့အခြေအကိစ္စတွေမှာ နားရောက်လာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။ဥပမာဆိုကြပါဆိုပြဘယ်လိုပြောမလဲဆိုတော့ဥပမာကိုယ့်ရဲ့ချစ်သူကအရက်တောက်တော့မကြဘူး။ဒါပေမဲ့ကိုကကိုယ့်တငယ်ချင်းကိုချစ်လို့ပဲဖြစ်ကိုယ့်တငယ်ချင်းအစွဲကောင်းလို့ဖြစ်အရက်တောက်တောက်တယ်။အဲ့ကကြာချစ်သူနဲ့အဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ဆိုတော့အာဒီ relationship တစ်ခုမှာမလိုလိုက်တဲ့ဘေးပတ်ဝန်းကျင်တွေကြောင့်လည်းအာအဆင်မပြေမှုတွေပေါ်ပေါ်လာတတ်ပါတယ်။ဒါလေးကိုတော့နည်းနည်းခရီးဆိုင်ဖို့တော့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့တွေ့ကြုံလာမယ်ကျွန်တော်တနေငယ်လူသားသမီးတွေရဲ့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။သားသမီးကြောင့် စိတ်ညစ်ရတာမျိုးစိတ်ရှော့ရတာမျိုးဒီကာလမှာပူပင်ရတာမျိုးဆိုးရိမ်ရတာမျိုးတွေ့ကြုံလာတတ်တယ်။တာသမီရှိနေတဲ့လူတွေဒီကာလမှာပူပင်တော့ကရောက်ရှိတတ်တယ်။တာသမီကြောင့်ပူပင်ရတာမျိုးတာသမီကြောင့်တော့ကရောက်ရတာမျိုးတွေဒီကာလမှာတွေ့ကြုံလာမယ့်အချိန်ကြီးပိုင်းခြားခုဖြစ်ပါတယ်။နေရထိုင်ခင်းပြောင်းလဲအိမ်အပြောင်းလဲအခက်အခဲတွေဖြစ်ပေါ်တတ်ပါတယ်။စိတ်တွေရှေ့ရောက်နေတဲ့ဖြစ်ပေါ်လာတာတွေကဖြစ်ဖြစ်ချင်းဖြစ်ပေါ်တယ်။ကိုဖြစ်ချင်တာတွေအများကြီးဖြစ်လာတာနည်းနည်းလေးဒါကြောင့်မလို့စိတ်အလိုမကျမှုတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အိမ်တော်ဘက်တွေကိုယ့်ရဲ့မိသားစုတွေနဲ့ပြောဆိုတဲ့အခါမှာ စိတ်အလိုမကျမှုတွေဒေါသထွက်မှုတွေကျွန်တော်တို့ဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်လူကြီးသူမတွေနဲ့လူကြီးသူမဆိုတာကိုယ့်အဖေမေသူ့အဖေမေရောက်ခတိရောက်ခမစတာဖြစ်ပေါ့နော်ကိုယ့်ရဲ့ဆရာသမားတွေနဲ့စကားပြောတဲ့အခါမှာဆိုလို့ရှိရင်လည်းမထင်မှတ်ထားတဲ့အရာတွေကနေစင်သူတို့ကနေစင်ကိုယ့်ကိုအထင်လွဲတာအမြင်လွဲတာဒီလိုကာလမျိုးတွေမှာတွေ့ကြုံနိုင်ရနိုင်ပါတယ်ဒါတစ်ချက်ပေါ့နော်ပြီးတော့မဖြစ်နိုင်ဘူးတင့်တီနဲ့ကိုစွတ်လုတဲ့ကိစ္စတွေပေါ့နော်အဲဒီအိမ်တော်ကြီးကိစ္စမှာမဖြစ်နိုင်ဘန်တိရတဲ့အားနဲ့ကိုကိုယ်တိုင်လည်းတိရတဲ့အားနဲ့ဟိုဘယ်လိုကောင်းလဲခေါင်းမာတာမျိုးပေါ့နော် ။ဒါခေါင်းမှာကိုကပဲဖြစ်ဖြစ်ကိုရဲ့အိမ်တော်ဘက်တွေပဲ။မဖြစ်နိုင်တာတိတိနဲ့ခေါင်းပါပြီးတော့ဇွတ်တရုတ်လှုပ်ဆောင်တဲ့ကိစ္စတွေပါ။အိမ်တော်ရေးကိစ္စတွေမှာပြိပကဖြစ်တာမျိုးအစမပြဖြစ်တာမျိုးတွေတွေ့ကြုံလာတတ်တယ်။ဒါလေးကိုတော့နည်းနည်းလေး view side ကိုတော့လိုအပ်ပါလိမ့်မယ်။နောက်ချက်ကတော့တုံတွေ့လာမယ်ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဝန်ထမ်းတွေဒီကာလမှာအလုပ်ပြောင်းဖို့ရွှေ့ဖို့အတွက်စိတ်ဖြစ်ပေါ်နေတတ်တယ်။ လက်ရှိရှိနေတဲ့အလုပ်ကနေကောင်းတဲ့အလုပ်ကိုပြောင်းချင်တာဖြစ်လက်ရှိရှိနေတဲ့နေရာနေတခြားတဲ့နေရာကိုပြောင်းချင်တာပဲဖြစ်လက်ရှိရှိနေတဲ့နေရာမှာစိတ်ရှုပ်စရာတွေများပြီးတော့တခြားအလုပ်တစ်ခုကိုပြောင်းချင်ရွှေ့ချင်တဲ့စိတ်တွေပေါ်ပေါက်နေတယ်။ဒါပေမဲ့ကိုယ်စိတ်ထဲမှာပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားဇဝေစွာဖြစ်နေတဲ့ကာလအပိုင်းခြားတစ်ခုလည်းဖြစ်တယ်။ဆိုတော့ကောင်းသည့်ဖြစ်ပစေဆိုးသည့်ဖြစ်ပစေဝန်ထမ်းတွေဒီကာလမှာအခွင့်အရေးတွေနှစ်ကြိမ်ကြုံတွေ့လာရတယ်။နော်ဆိုတော့ဟိုတခြားကောင်းနေတဲ့အလုပ်တစ်ခုကလည်းကိုယ်ဟိုဘယ်လိုကောင်းမလဲ။ ဆက်တွေ့လာတာမျိုးခေါ်တာမျိုးကြီးလည်းဖြစ်တယ်ဒီလောက်ကိုလည်းမလွတ်နိုင်ဟိုဟိုလောက်ကိုလည်းသွားရမှာလုခောက်မလဲဟိုလောက်ကိုလည်းမသွားရဲဒီလောက်ကိုလည်းမလွတ်နိုင်စသဖြင့်စိတ်စွေစွာဇနိုးစနောက်လုံငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာရမယ့်ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့အလုံးလုံးတဲ့ခါမှာလည်းကိုယ်အနေနဲ့ပြီးပြတ်မှုအားနေတယ်ဆိုရာစိတ်ထဲမှာအလုံးမနှစ်နိုင်တဲ့အတွက်ကြောင့်မို့တချို့တော့မလိုလားတဲ့အမှားယွင်းမှုမျိုးတွေလုပ်ငန်းခွင်ပေါ်မှာဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့ပေါ်ကင်ပတ်တီအထက်လူကြီးတွေနဲ့ကျွန်တော်တို့အဆင်မပြေဖြစ်တာတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာတတ်ပါတယ်အထူးသဖြင့်ကတော့ကိုယ့်ရဲ့စိတ်ရကိုယ့်ရဲ့အလုံးမှာ အာ PPCC တည်တည်ချာချာမလုံနိုင်တဲ့ကာလပိုင်းကြာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းကိစ္စတွေမှာအမှားယွင်းများစွာကြုံတွေ့လာရနိုင်တယ်။ဒါကြောင့်လို့နည်းနည်းလေးခရီးဆိုင်ဖို့အတွက်လိုအပ်ပါတယ်။အဲ့တော့တလတာမှာကျွန်တော်တို့ဒနေငွေသားသမီးတွေကန်ကောင်းနေတဲ့အကြောင်းအဝါရောင်အညိုရောင်အစိမ်းရောင်အားကောင်းနေတယ်။တလတာမှာကျွန်တော်တို့ဒနေငွေသားသမီးတွေကန်ကောင်းနေတဲ့ခဏနံပါတ်6ကနန်းအားကောင်းနေနံပါတ်7ကနန်းအားကောင်းနေနံပါတ်5ကနန်းအားကောင်းပါတယ်။အဲ့တော့ဒီတလတာမှာဒနေငွေသားသမီးတွေအစမပြေမှုတစ်ခုဖြစ်တယ်ဆိုရင်ရေရရချေချင်တယ်ဆိုရင်ကိုယ့်ရဲ့နေအိမ်ဖျားမှာကိုယ့်ရဲ့ နေအိမ်ဘုရားကျောင်းဆောင်မှာရှိနေတယ်ဘုရားကိုပဲအုံနှုတ်ခေါက်ဆွဲလှူဒန်းပေးပါကိုယ့်ရဲ့မွေးနေ့ဖြစ်တဲ့တနင်္ဂနွေနေ့မှာပဲအုံနှုတ်ခေါက်ဆွဲမြတ်စွာဘုရားကိုလှူဒန်းပေးခြင်းအဖြစ်ကိုယ့်ရဲ့တနေ့တာကံအခိုက်ညံ့နေပြပြောက်စေပါတယ်တကယ်လို့တနင်္ဂနွေသားသမီးတွေဒီကာလမှာကိုယ့်အနေနဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစမပြေတာတစ်ခုရှိရဲ့ ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးခက်ခဲတာတခုရှိရဆိုရင်ဖျားရှစ်ကိုဗီတိုင်းဖျားရှစ်ကိုဗီတိုင်းကိုယ့်ရဲ့ကိုယ်ဆောင်နှက်ကိုမြစ်တာဖို့ပါကိုယ့်ရဲ့အိမ်ဆောင်နှက်ကိုကြာကြာနာနာမြစ်တာဖို့ပါငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေရရှိလာပါလိမ့်မယ်အားလုံးတော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးတွေကိုကြီးချမ်းပါခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းယူနေပါကျွန်တော်ရဲ့ဒီဗီဒီယိုကိုဒီမှာပဲကျန်တာဖြစ်ပြပါခင်ဗျာ